ရှီလာပူလို့ခေါ်တဲ့ရွာတရမှာဆုံးမတစ်ယောက်ရှိခဲ့ပါတယ်။အဲ့ဒီဆုံးမဟာအင်မတန်အပြင်းထူပြီးတနေကုန်အိတ်ပစ်လိုက်တာတစ်ခါတစ်ခါဆိုရင်နှစ်လလောက်ထိတောင်ဇက်တိုက်အိတ်ပစ်လိုက်တတ်ပါတယ်။တနေ့မှာတော့ဆုံးမကနိုးလာပြီးအမဲလိုက်ဖို့တစ်ပင်တစ်ပင်ပေါ်တက်ထိုင်ကတားကောင်ကိုစောင့်နေခဲ့ပါတယ်။အတော်ကြာတဲ့အထိဘသူမှမလာပါဘူး။ဟေးလူတွေဘာဖြစ်ကုန်ကြတာလဲ။ဘာလို့ဘသူမှမလာကြတာလဲ။လူဦးရေတွေများရော့ကုန်ကြပြီလားမသိဘူး။တယောက်မှမတွေ့ပါလား။ အဲ့ဒီချိန်မှာပဲသူမကိုစပိန်စီလာတဲ့လူတယောက်တွေ့ရပါတယ်။အဲ့ဒီလူကသူ့စပိန်ပေါ်မှာတံမြာကြီးနဲ့ငရုတ်သီးတွေအများကြီးချိတ်ဆွဲထားတာတွေ့ရတယ်။ဒါကိုမြင်တော့ဆုံးမကအံ့အားသင့်ပြီးစဉ်းစားကန်းဝင်သွားပါတယ်။ဟဲ့တံမြာကြီးငရုတ်သီးတွေအများကြီးပါလား။ဒါဖြိုရောင်းတဲ့သူများလား။ဘာမှန်းကိုမသိပါလား။ကဲတော့မေ့ကြည့်ကြတာပေါ့။ဒီလိုပြောပြီးဆုံးမကအမျိုးသမီးတယောက်ရဲ့ပုံစံကိုဖန်ဆင်းကလမ်းဘေးမှာရက်နေလိုက်ပါတယ်။ ဲ့ဒီလူကသူ့မနားကိုရောက်လာပြီးစပိန်ရဲလိုက်ခါပြောပါတယ်။သူ့ရဲ့နာမည်ကကိုရဲလို့ခေါ်ပါတယ်။အမေကျွန်တော်နာမည်ကိုရဲပါ။မနက်ကလေးကတမယာသီးရဲ့ငရုတ်သီးတွေတခုမှမရောက်ရသေးဘူးဗျာ။အမသာဝယ်လိုက်မယ်ဆိုရင်ကျွန်တော်ထမင်းစားရတော့မှာဘိုက်စာလုံးလို့ပါဗျာ။အဲ့ဒီလူရဲ့စကားကိုကြားတော့အမျိုးသမီးကပြန်ပြောပါတယ်။ဟုတ်တော့ဟုတ်ပါရဲ့မောင်လေးရဲ့။ဒါပေမဲ့အမကဒါရီကိုမလိုအောင်ပါလေ။ဒါရီကအမအတွက်ဘာအသုံးဝင်လို့လဲ။ ဒါတွေကဘာအတွက်အသုံးပြုမန်းကိုလည်းအမှမသိဘူးရှင့်အမျိုးသမီးရဲ့စကားကိုကြားပြီးတော့ကိုရဲကရီမောပြီးပြောပါတယ်ဟာအမကဘာလီလာပြောနေတာလဲဗျာတံမြာသီးရင်ငရုတ်သီးတွေကိုဘာအတွက်သုံးမန်းတော့မသိဘူးလားအမကတော်တော်လေးတောကြနေပုံရတယ်အဲ့ဒါတွေကိုအိမ်မှာချိန်ထားရင် မကောင်းဆိုးရတဲ့အိမ်ကိုလာရောက်နှောက်ယှက်လို့မရဘူးလေတစေတရေဆုံးမတွေလည်းမလာရဲဘူးဗျကိုရဲရဲ့စကားကိုကြားလိုက်ရတဲ့အမျိုးသမီးကပြောပါတယ်ရှင်ပါပြောလိုက်တာလေ စောင်းမတွေလည်းမလာရဲဘူးဟုတ်လားအဲ့ဒီလိုဆိုရင်တော့ဒီမွေးတန်းနေအားလုံးကိုငါယူပြစ်မယ်ဒါပေမဲ့ရှင့်ကိုတတ်ပြီးမှပဲယူတော့မယ်ဘာပဲဖြစ်ဖြစ်ငါအင်မတန်ပိုက်စာနေပြီဒီလိုပြောပြီးအမျိုးသမီးကသူ့မရဲ့စောင်းမအစ်စ်ပုံစံကိုပြောင်းလဲလိုက်ပါရဲ့ဒါကိုမြင်တော့ကိုရဲကသူ့စပိန်ကိုအဲ့ညညာမှာပဲခြားခဲ့ပြီးခတ်ပြေးပါတော့ရဲ့ကိုရဲထွက်သွားပြီးတဲ့နောက်မှာစောင်းမကစပိန်ပေါ်ထိုင်လိုက်ပြီးအမျိုးသမီးပုံစံကိုပြန်ပြောင်းလိုက်ပါရဲ့ အဲ့ဒီအချိန်မှာပဲသူ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာပါတယ်။ဒီငရုတ်သီးတံမြာသီးရောင်းတဲ့ကြောက်တက်တဲ့ကောင်ကလွန်ကောင်းတဲ့အကြံဉာဏ်ပေးသွားတာပဲ။ငါလည်းဒီတံမြာသီးငရုတ်သီးတွေကိုအသုံးပြုပြီးအမဲလိုက်ရမယ်။ငါရဲ့ဗိုက်စာတာကိုဖြည့်ရှင်းရမယ်။အဲ့ဒီအချိန်မှာပဲကိုကိုနဲ့ကိုကျော်လိုနာမည်ရှိတဲ့ရွာသားနှစ်ယောက်အဲ့ဒီနေရာကနေခက်တန်းလာပါတယ်။စပိန်မှာမှထိုင်နေတဲ့တံမြာသီးငရုတ်သီးရောင်းတဲ့အမျိုးသမီးကိုမြင်တော့သူတို့ရန်လိုက်ကြပါတယ်။ စိတ်ကစားတတ်တဲ့သဘောရှိတဲ့ကိုဖိုးကကိုကြော့ကိုပြောပါတယ်။ဟဲ့အောင်ကြော်စာကြည့်စမ်း။လှလိုက်တဲ့မင်းမလှလေကွာ။ပွားပြီးစကားပြောကြရအောင်။မင်းရဲ့မကြီးဖြစ်လာမလားလို့လဲဘသူသိနိုင်မလဲ။ဟဲ့အောင်မင်းမှာစီကန်းဆိုတာရှိသေးရဲ့လား။လှပရဲ့မင်းကြီးတယောက်မြင်တာနဲ့ချက်ချင်းမင်းလာဝဲအိမ်မက်တွေမတ်တော့တာပဲ။တော်တော်မျက်လက်ကောင်တိုက်တဲ့ကော။ဒီကြားထဲမှာကိုဖိုးကကိုကြော့ရဲ့စကားကိုနားမထောင်ပဲတံမြာသိငြိုသည်ရောက်တဲ့အမျိုးသမီးစီကိုတွားပြီးပြောပါရယ်။ ခမရဒီရောအလူမဟုတ်ဘူးထင်နေပြီးတော့ဒါရီကဘာရီရောက်နေတာလဲကိုကိုရဲ့စကားကိုကြားတော့အမျိုးသမီးကပြောပါတယ်ရှင်ပြောတာမှန်ပါတယ်ကျမကဒီရောမှာမနေပါဘူးအိမ်ကြီးချင်းရွာကလာတာပါ ပြီးတော့ဒီတမညာသီးငယုတ်သီးတွေကိုရောင်းနေတာပါဒါရီကိုကို့အိမ်ရှိမှဆိတ်ဆွဲထားရင်ဘလို့တစေတရေဆုံးမမမလာရဲပါဘူးဒါအရှင်ကိုကောက်ွယ်ပေးပါလိမ့်မယ်အမျိုးသမီးရဲ့စကားကိုကြားတော့ကိုပေါ်ကရီမောလိုက်ပါတယ် အဲ့လိုပြောပြီးကိုဖိုးကပွင့်လန်းတစ်ပတ်ကိုယူပြီးအဲ့ဒီနေရာကနေဖြတ်သွားပါတယ်။ပြီးတော့သူ့အိမ်မှာအဲ့ဒီမွေးတန်းကိုချိတ်ဆွဲပြီးညဘက်မှာအိပ်ပျော်သွားပါတယ်။အဲ့ဒီညမှာပဲဆုံးမကသူ့အိမ်ရှိမှာတန်မြာသိညှုပ်သည်မွေးတန်းကိုတွေ့လိုက်ပါတယ်။ဟာဟာဟာငါ့ရဲ့အစီအစဉ်ကအလုပ်ဖြစ်နေပြီ။အခုကစပြီးဒီတန်မြာသိညှုပ်သည်မွေးတန်းချိတ်ထားတဲ့အိမ်မှန်သမျှအမဲလိုက်စရာနေရာပဲလို့ပတ်ထားလိုက်တော့မယ်။ဒီလိုပြောပြီးဆုံးမကအမျိုးသမီးပုံစံကိုပြန်ပြောင်းကကိုကိုရဲ့အိမ်တကားကိုခောက်လိုက်ပါတယ် အတန်ကြာတော့ကိုဖိုးကဒေါသတကြီးထလာပြီဘဲကကန်ဆုံးမုံးအောင်ကြတဲ့ကောင်လေဒီလောက်မျက်နှာတက်အချိန်မှာတော့အေးစစ်စစ်အိတ်လို့မရအောင်လှုပ်ရတယ်လို့ဒီရွာလူတွေကတော်တော်ပဲရိုင်းဆိုင်ကြတယ်အဲ့ဒီလိုပြောပြီးကိုဖိုးကအိမ်တကားကိုဖွင့်လိုက်တော့သူ့ရှေ့မှာအဲ့ဒီအမျိုးသမီးပဲရက်နေတာတွေ့ရပါတယ်အမျိုးသမီးကိုမြင်တော့ကိုဖိုးကဝမ်းသာသွားပြီးကြီးမောရင်းပြောပါတယ်ခမည်းကအဲ့ဒီတံမြာသိန်းကြီးရောက်ဒီရောက်နေသူမဟုတ်လားကြည်စမ်း ခမရဲ့တမရသည်ငှုပ်သည်မှွေးတန်းကြောင့်ဘလို့ဆုံးမမှမလာဘူးဒါပေမဲ့ခမရကတော့ဆွဲဆောင်ခံရပြီးရောက်လာခဲ့ပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျိုးသမီးကသူ့ရဲ့ဆုံးမအစ်စ်ပုံစံကိုပြောင်းလဲလိုက်ပြီးပြောပါလေနင်းပြောတာမှန်တယ်ကိုဖိုတမရသည်ငှုပ်သည်တွေကြောင့်တစင်တွေကတော့ထွက်ပြေးမှာမဟုတ်ဘူးဒါပေမဲ့ဂျာရီကငါ့ကိုတော့တေချာဘောက်ခေါ်ဆောင်လာတယ်ပြီးတော့ငါ့ရဲ့ဗိုက်စာတာကိုဖြည့်ရှင်းမိဖို့တေချာဘောက်ကူညီပေးတယ် အဲ့လိုပြောပြီးဆုံမက ကိုပိုးရဲ့လေဘင်းကိုဖမ်းဆောက်လိုက်ပါရီမင်းကိုမတိုက်ရင်ငါရဲ့ဗိုက်စာတာကိုဘလို့ဖြည့်ရှင်းနိုင်မှာလဲဒါကြောင့်မင်းတော့တေကိုတေရမယ်ဒီလိုပြောပြီးဆုံမက ကိုပိုးကိုတတ်ခါသူ့ရဲ့အသားတွေကိုစားပလိုက်ပြီးအဲ့ဒီနေရာကနေခတ်သွားပါတော့တယ်နောက်တနေ့မနက်မှာရွာသားတွေကကိုပိုးရဲ့အလောင်းကိုတွေ့ရှိကြပြီးသူတို့အချင်းချင်းပြောဆိုကြပါရီအဲ့ဒီနောက်ရွာသားတွေကစူပေါင်းပြီးကိုပိုးရဲ့နောက်ဆုံးစာပနာကိုပြုလုပ်ပေးကြပါရီ ဲ့ဒီနောက်ပိုင်းမှာတော့ဆုံးမကနေတိုင်းလမ်းဘေးတနေရရာမှာပုံစံပြောင်းကြီးရက်နေပါတယ်။ပြီးတော့တံမြာသိငရုတ်သီးမှုရန်တွေကိုရောင်းချကညဘက်မှာတော့အဲ့ဒီလူရဲ့အိမ်ကိုသွားပြီးတပ်ပစ်ပါတယ်။ဆုံးမကဒီအစီအစဉ်ကြောင့်အရန်ကိုပျော်နေခဲ့ပါတယ်။ဒီတံမြာလေးမြုပ်ဒီအစီအစဉ်စရတဲ့ကငါအတွက်ထီပေါက်နေတာပဲ။နေတိုင်းအမဲရနေတယ်။ဒီအတိုင်းသာဆက်ဖြစ်နေရင်ငါနည်းနည်းကြာရင်ဝလာပြီးငါ့ရဲ့ခန္ဓာကိုယ်ပုံစံတော်ပျက်စီးသွားလိမ့်မယ်။ဒီလိုနဲ့တစ်ခါမှာတော့ ရွာသားတွေဟာနေတိုင်းခစ်ပြတ်နေတဲ့တင်းစောမှုတွေကြောင့်ဝမ်းနဲ့ပူဆွေးပြီးစိတ်ပူပန်နေကြရပါတယ်။တနေ့မှာတော့ရွာသားကြီးရဲ့အိမ်မှာဆူဝေးကြပါတယ်။ရွာသားကြီးရဲ့တခုခုလောက်အောင်မှဖြစ်တော့ပဲမဟုတ်လား။နေတိုင်းရွာသားတယောက်မှတယောက်ဟာသရိုက်ဆန်ရရဲ့တားကောင်ဖြစ်နေရတယ်။ဒီတရေကလူလားစားတာအရန်ရက်ဆက်လွန်းလို့ခနာကိုပေါ်မှာအသားတစ်ဝိုင်းတောင်မကြအောင်စားပစ်တာပါ။ငါတို့သိပါရဲ့ကိုဘီကူရဲ့ဒါပေမဲ့ဘာတတ်နိုင်မလဲ။ဒီတရိုက်ဆန်ကိုရွာသားတယောက်မှတော့မမြင်ဘူးဘူး။ အမြင်ရပဲနဲ့ငါတို့ဘာလုပ်ရမလဲနောက်ဆုံးတော့ဒါဟာလူလားတိရစ္ဆာန်လားဒါမှမဟုတ်စေတရေဆုံးမတခုခုလားဆိုတာငါတို့သိမှဖြစ်မှာအဲ့ဒီနောက်မှာတော့ရွာသားတွေကတိုင်ပင်ပြီးညတိုင်းရွာကိုစောင့်ကြည့်ဖို့နဲ့ရွာသားတွေကိုဒီလောက်ရက်ဆက်စွာတတ်ဖြတ်နေတဲ့သူဟာဘသူလဲဆိုတာကိုရှာဖွေဖို့ဆုံးဖြတ်ကြပါတော့ရဲ့အဲ့ဒီညမှာပဲရွာသားတယောက်ကအဲ့ဒီတံမြသည်ငရုတ်သည်ရောင်းတဲ့ဆုံးမစီကနေမွေးရန်တဲ့ဘက်ကိုဝဲယူပြီးသူ့အိမ်တကားမှာချိတ်ဆွဲလိုက်ပါတယ် ဒီအဖြစ်အပျက်ကိုကိုနေကမြင်တွေ့လိုက်ပါတယ်။အဲ့ဒီညမှာကိုနေနဲ့သူ့တငယ်ချင်းကိုမင်းတို့ကရွာကိုကင်းလက်နေကြတာပါ။ညရောက်တော့အဲ့ဒီအမျိုးသမီးကကိုဒီနူရဲ့အိမ်တကားကိုခောက်ပါတယ်။ဒီအဖြစ်အပျက်အားလုံးကိုကိုမင်းနဲ့ကိုနေတို့ကအဝေးကနေမြင်တွေ့နေကြရပါတယ်။ကိုနေနဲ့ကိုမင်းတို့ကြည့်နေတဲ့အချိန်မှာပဲအဲ့ဒီအမျိုးသမီးကဆုံးမအဖြစ်ကြောင်းလဲသွားပြီးကိုဒီနူကိုတတ်ခါသူ့အသားတွေကိုစားပါတော့တယ်။ စောမကိုမြင်လိုက်ရတဲ့အတွက်ကိုမင်းနဲ့ကိုနေတို့ဟာအဲ့ဒီနေရာမှာပဲမိလဲသွားကြပါတယ်။အားတနေ့မနက်မှာရွာသားတွေကကိုဒီနူရဲ့အလောင်းကိုတွေ့ရှိကြပါတယ်။အဲ့ဒီအချိန်မှာပဲတကြီးကလည်းအဲ့ဒီနေရာကိုရောက်လာပါတယ်။ရွာသားတွေကကိုနေနဲ့ကိုမင်းတို့ကိုချောမုတ်နေကြမှာမိလဲနေတာတွေ့ရှိကြပြီးနှစ်ယောက်စလုံးကိုသတိရလာအောင်လုပ်ပေးကြပါတယ်။သတိရလာတာနဲ့ကိုမင်းနဲ့ကိုနေတို့ကစကြီးနဲ့ရွာသားတွေကိုနားကဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေကိုပြောပြကြပါတယ်။ ဒီနောက်မှာတော့ဒကြီးနယ်ရွာသားတွေကတာပေါ်မှာနေထိုင်တဲ့ခုံးကြီးစီကိုသွားကြပြီးရွာမှာဖြစ်ပျက်နေတဲ့တိုက်စုံမှုတွေအားလုံးအကြောင်းကိုပြောပြကြပါတယ်။ဒီလိုနဲ့ရွာသားတွေကခုံးကြီးနဲ့အတူရွာကိုပြန်သွားပြီးအစီအစဉ်ရာ ကိုနေ့ကိုအဲ့ဒီအမျိုးသမီးစီကနေတံမြာသိငယုတ်ဒီမွေးတန်းဝယ်လာခိုင်းလိုက်ပါတယ်။ကိုနေလည်းအဲ့ဒီအတိုင်းလုပ်ပါတယ်။ညရောက်တော့ဆုံးမကအမဲလိုက်ဖို့ရွာလေးကိုရောက်လာပေမဲ့အိမ်တိုင်းရဲ့တကားရှိမှာတံမြာသိငယုတ်ဒီမွေးတန်းတွေချိတ်ဆွဲထားတာကိုတွေ့လိုက်ရပါတယ်။ ဆုံးမရလာတာနဲ့ဖုန်းကြီးလဲအဲ့ညီအကိုရောက်လာပါတယ်။ခဲ့မကောင်းဆိုးဝဆုံးမတံမြားလေးငြုပ်သေးရချိန်ထားတဲ့အိမ်တိုင်းမှာမင်းအမဲလိုက်လို့မရတော့ဘူး။ငါရဲ့ကာဝယ်မှုအောက်မှာအခုမင်းဒီနေရာကနေထွက်ပြေးရတော့မယ်။ဖုန်းကြီးရဲ့စကားကိုကြားတော့ဆုံးမလည်းထိတ်လန့်သွားပြီးအိမ်တအိမ်မှာချိန်ထားတဲ့မှားရွေးနဲ့မှွေးရန်တစ်ပတ်ကိုဆက်ဖြုတ်ပစ်လိုက်ပါတယ်။အဲ့ဒီမှွေးရန်ကိုဆက်ဖြုတ်လိုက်တာနဲ့သူမဟာမီးလောင်ကျွမ်းသွားပြီးကြောက်ွယ်သွားပါတော့တယ်။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှတာပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။